ျမကတော့ကလေးခွဲစိတ်ပမောက်ခဒေါက်တာညညိုဝင်းဖြစ်ပါတယ်။ဒီနေ့ကျမဆွေးနွေးပေးမယ့်အကြောင်းအရာကတော့ကလေးများမှာ circumcision လို့ခေါ်တဲ့ထိတ်အရေပြားဖြတ်ခြင်းအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။ ပြားဖြတ်ခြင်းဆိုတာကကလေးတွေရဲ့စီးသွားတဲ့အင်္ဂါမှာ ထိတ်မှာအရေးပြားကဖုံးအုပ်ပြီးတော့ရှူရှူကောင်းကောင်းမပေါက်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီထိတ်ကအရေးပြားလေးကိုဖြတ်ပြီးတော့ပြန်ပြီးတော့ပွင့်သွားအောင်လုပ်ထားတဲ့ခွဲစိတ်ကူသားမှုမျိုးဖြစ်ပါတယ်ပြားပြားဖြတ်တာကတော့သူ့မှာကောင်းကျိုးတွေအများကြီးရှိပါတယ်။အဲပထမအဦးဆုံးကတော့ ဟိုကလေးတွေမှာ ထိတ်အေးပြဟိုရှည်နေတဲ့အတွက်ကြောင့်မို့လို့ဟိုစီပိုးဝင်နိုင်ပါတယ်အဲ့လိုစီလန်းချောင်းမှာပိုးဝင်တဲ့ဥစ္စာကိုကာကွယ်ဖို့အတွက်ဆိုရင်ထိတ်အေးပြဖျက်ဖို့လိုပါတယ်သူ့ရဲ့ကောင်းတဲ့အချက်တွေကတော့ခုနပြောသလိုစီပိုးမဝင်နိုင်ဘူးစီပိုးဝင်တာကိုကာကွယ်ပေးတယ်။နောက်တစ်ခါကထိတ်အေးပြားထိတ်မှရောင်ရမ်းလာတာမျိုးတွေပိုးဝင်တဲ့အတွက်ကြောင့်မို့လို့ခလေးတွေကခဏခဏရာနေတာမျိုးတွေအဲ့ဒါမျိုးတွေဖြစ်တာကိုကာကွယ်ပေးတယ်။ ။နောက်အသက်ကြီးလာတဲ့အခါမှာဆိုလို့ရှင်လေယောဂကကူးဆက်နိုင်ကြပေါ့။အဲ့ဒါတွေကိုကာကွယ်ပေးတယ်။ထိတ်အရေးပြားမှဖြစ်တဲ့ကင်ဆာတွေလည်းမဖြစ်နိုင်တော့ဘူးပေါ့အရေးပြားဖြတ်ထားတဲ့အတွက်ကြောင့်မို့လို့ပါ။ အရတော့သတ်မှတ်ထားတာမရှိပါဘူး။ဒါပေမဲ့သူ့ရဲ့ယောဂလက္ခဏာဖြစ်လာတဲ့အချိန်ဥမာ စီးပိုးဝင်တဲ့အချိန်နောက်တစ်ခါကျတော့အရေပြားရာရန်လာတဲ့အချိန်အရေပြားထိတ်မှရောင်လာတဲ့ဟာအဲ့ဒါမျိုးတွေဆိုလို့ရှင်တော့ဖြတ်တင်ပါတယ်။ ထုံစည်းနဲ့ခွဲစိတ်လို့မရပါဘူး။မိစည်းနဲ့ပဲသုံးရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ခလေးတွေကမငြိမ်ဘူး။မငြိမ်တဲ့အတွက်ကြောင့်မလို့ထုံစည်းနဲ့ဆိုလို့ရှိရင်သူတို့ကိုငြိမ်အောင်လုပ်လို့မရဘူး။အိမ်ယုံတတလောက်မိစည်းလေးပေးပြီးတော့မှသူတို့ကိုငြိမ်အောင်လုပ်ထားပြီးတော့မှဖြတ်တယ်ဆိုလို့ရှိရင်ခလေးတွေအတွက်လည်းကောင်းပါတယ်။ဖြတ်ရတဲ့သူတွေလည်းအဆင်ပြေပါတယ်။အဲ့လိုမေးစေးပေးတဲ့အခါမှာလေသူအမေမေမေတွေကစိုးရင်တက်ပါတယ်မေးစေးရဲ့ effect တွေဘာတွေရှိလဲပေါ့ မေဇီရဲ့ NDA တွေရှိနိုင်သလားဆိုတာအမြဲတမ်းမေးတဲ့မေးခွန်းဖြစ်ပါတယ်အဲ့တော့မေဇီမှာတော့ပုံမှန်အတိုင်းကျမတို့တာမန်အချိန်မှာဆိုလို့ရှိရင်တော့ဟိုခလေးလေးတွေအိတ်ယုံညင်ယုံတတလောက်ပေးတဲ့အတွက်ကြောင့်မို့လို့မေဇီ NDA ဒီတန်အတီချမ်းမရှိပါဘူးဟို မေဇင်းပေးလို့မေ့တယ်ဆိုတာလည်းမဟုတ်ပါဘူးဟိုသတိမေ့တတ်တာအမှန်ညာမကောင်းတာတွေလည်းတာမန်အချိန်မှာတော့မဖြစ်နိုင်ပါဘူးခွဲစိတ်ကြကြမြင့်ချိန်ကလည်း15မိနစ်လောက်ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ခ ခဏလေးပဲပေးတာဖြစ်တဲ့အတွက်မေဇေးရဲ့စိုးကျိုးတွေဟာတာမန်ချင်းနေမှာတော့မရှိသလောက်ပါပဲရှင်ခွဲစိတ်ပြီးသွားလို့ရှင်တော့ဟိုတန်ရှင်းရေးကိုကောင်းကောင်းလုပ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုစီးပိုးဝင်တာတွေအင်မတန်နှဲသွားပါတယ်နောက်တစ်ခုကကြတော့ထိတ်အေးပြားတွေရောင်ရမ်းလာတာမျိုးတွေလည်းညှော့နှဲသွားပါတယ်ကြီးလာတဲ့အချိန်မှာလည်းအဲသူ့ရဲ့ အဲယောဂပိုးကူးဆက်မှုတွေအဲနည်းသွားနိုင်ပါတယ်။နောက်ပြီးတော့လိမ်နှမ်းထိတ်မှဖြစ်တဲ့ကင်ဆာယောဂမဖြစ်ဘူးပေါ့။ဆေးရုံတက်ဖို့တော့မလိုပါဘူး။အနာကျက်ဖို့ကတော့ပုံမှန်အတိုင်းကလေးတွေက2ရက်3ရက်လောက်နေလှုပ်ရှားနိုင်ပါတယ်။ကြောင်းတက်ဖို့ဆိုလို့ရှိရင်တော့တပတ်10ရက်လောက်နားဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ခွဲထားတဲ့နေရာကိုမခိုင်းမိအောင်ထားဖို့လိုပါတယ်။ ခိုင်းမိလို့ရှိရင်နှစ်ပတ်အတွင်းဆိုရင်သွေးပြန်ထွက်တတ်လို့ပါ က်သုံးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မေးစင်းမပေးခင်မှာအ ਨੇ ဆုံးအစာကို6နိုင်ကြိုးပြီးတော့ဖြတ်ထားဖို့လိုပါတယ်။နောက်တစ်ခုကခလေးတွေမှာနှာစီးချောင်းဆိုးဖျားနာနေတဲ့အချိန်မှာဆိုရင်မခွဲသင့်ပါဘူး။နောက်တစ်ခုကခလေးဖြတ်မဲ့နေရာမှာအနာဖြစ်နေတာတို့ဖြတ်မဲ့နေရာမှာရားရံနေတာပိုးဝင်နေတာမျိုးဆိုလို့ရှင်တော့လေဖြတ်လို့မရသေးပါဘူး။ ပြီးနိုးတာနဲ့အရေးတောက်လို့ရပါတယ်။အရေးစားတောက်ပြီးတော့တနားကြီးကြာမှအဖတ်ကျွေးလို့ရပါတယ်။အစားရှောင်စရာမလိုပါဘူး။အကုန်လုံးကျွေးလို့ရပါတယ်။ပြီးတော့ပိုးသက်ဆေးနဲ့အနာသက်သာဆေးကိုတိုက်ဖို့လိုပါတယ်။ကလေးတွေမှာ ပုံမှန်ထိုးနေကြကာကွယ်ဆေးတွေကိုခွဲစိတ်မှုတွေနဲ့တပတ်ချဖို့လိုပါတယ်။ခွဲစိတ်ပြီးတပတ်ကြာမှကာကွယ်ဆေးထိုးရင်ထိုးဒါမှမဟုတ်လို့ရှိရင်ကာကွယ်ဆေးထိုးပြီးတပတ်ကြာမှခွဲစိတ်မှုပြုလုပ်ဖို့လိုပါတယ်။မွေးကင်းစကလေးတွေမှာတချို့နိုင်ငံတွေမှာတော့ဖြတ်ကြတာရှိပါတယ်။ဒါပေမဲ့ဒီနိုင်ငံမှာတော့မဖြတ်မဖြစ်အခြေအနေမရှိဘူးဆိုရင်တော့အသက်3လနဲ့6လအတွင်းမှာဖြတ်ပါတယ်။ ပါစီလန်းချောင်းလွဲနေသောကလေးများမွေးရပါစီလန်းချောင်းပုံမမှန်ဖြစ်နေတဲ့ကလေးများထိတ်အေးပြားမဖြတ်တင်ပါဘူးအခုဆိုရင်ကလေးငယ်တွေရဲ့ထိတ်အေးပြားဖြတ်ခြင်းနဲ့ပတ်သက်တဲ့ဘ ഹു ဒုတာတွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်ဒီအစီအစဉ်လေးကိုကြည့်ပြီးတော့မိဘတွေအနေနဲ့လည်းမိမိတို့ကလေးငယ်တွေအတွက်လိုအပ်တဲ့ကျန်းမာရေးဘ ഹു ဒုတာများကိုလည်းရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ် ဒီကျမရဲ့အသိပညာတွေအားနေပြီးတော့ကလေးငယ်တိုင်းကျမပြီးတန်လှပတဲ့အနာဂတ်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်းညီကုန်းချုပ်ပါတယ်။